โอเคဒီနေ့ recap လေးလုပ်ပြီးတော့ပြန်လည်ရှင်းပြပေးမယ့်ဇာတ်ကားလေးကတော့ Indonesian drama ဇာတ်ကားလေးဖြစ်တဲ့ True and Sam Duhan တဲ့ဆိုတဲ့ကားလေးပဲဖြစ်ပါတယ် spoiler တွေပါဝင်နေဆိုတာကိုတော့ကြိုပြီးတော့တတိပေးပါရစေခင်ဗျ။ Okay ကျွန်တော်တို့ movie channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ကျွန်တော်တို့ channel နဲ့ page ကိုပထမဦးဆုံးရောက်ရှိလာသူဆိုရင်တော့ glue စင်းဝင်စားပွဲရုပ်ရှင်တွေကိုနေ့စဉ်တင်ဆက်တိုင်းဥစွာချဲ့ရစေဖို့ subscribe နဲ့ follow လုပ်ထားလိုက်ပါခင်ဗျ။လုပ်ထားပြီးသားဆိုရင်တော့သူကျေးဇူးတင်ပါတယ်ခင်ဗျ။ဆိုတော့ကကျွန်တော်တို့ရုပ်ရှင်လေးကိုရှင်းဆက်လိုက်အောင်ပါမိတ်ဆွေတို့။ မော့ဆိုတဲ့မိသားစုကမျိုးစင်စဲအဆက်ဆက်ကြလာအောင်ကြီးကောင်းတဲ့ရုပ်ရည်ကိုပိုင်ဆိုင်လာခဲ့ကြတဲ့မိသားစုပဲဖြစ်ပါတယ်။သူတို့ကိုပတ်စံအများကြီးရှာနိုင်အောင်လုပ်ပေးနိုင်တဲ့သူတို့ရဲ့အလှကြောင့်လူအများကလေးစားအားထားခြင်းကိုခံထားကြရတဲ့သူတွေပါ။သူတို့မိသားစုရဲ့အကြီးဆုံးသားအိုဂက်က internet influencer တယောက်ဖြစ်ပြီးသူရဲ့ချော်မော်တဲ့ရုပ်ရည်ကြောင့်ရောချီးမအကြံပေးနီလန်းပြဆရာဖြစ်တဲ့အတွက်ကြောင့်မို့ပါသူ Facebook မှာရော Instagram မှာပါ follower တွေတန်းချီပြီးပိုင်ဆိုင်ထားသူတယောက်ဖြစ်ပါတယ်။သူ့ baby သူဘက်ကတော့သူ့မိဖြစ်သူနဲ့မတွေ့ခင်မိန်ကလေးထောင်းနေရလောက်နဲ့တွေ့ခဲ့တဲ့အချစ်တတ်သူကြီးသူပဲဖြစ်ပါတယ် ီးတော့မိခင်ဖြစ်သူကလည်းသူမယောက်ျားဇန်နဲ့အဲဆိုရင်ပြင်းနေတိတာထင်ရှားတဲ့နှကမ်းမွေးတွေကြောင့်ချုံမောတဲ့လူဖြစ်လို့သတ်မှတ်လို့ရနိုင်ပါတယ်။နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ကူလန်ကတော့ငယ်ဆုံးသားဖြစ်တဲ့အပြင်သူတို့တမိသားစုလုံးမှာဆွဲဆောင်မှုအရှိဆုံးရုပ်ရည်လေးကိုပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။သူတို့တမိသားစုလုံးကကြီးကောင်းတဲ့ရုပ်ရည်တွေနဲ့ဘဝကိုဖြတ်တန်းနေထိုင်နေရတဲ့ပုံစံကိုအသားကျနေပြီဖြစ်ပေမဲ့ကူလန်အတွက်ကတော့သူရဲ့ချုံမောမှုကြောင့်တာမန်လူတွေလိုနေ့စဉ်ဘဝမှာနေထိုင်နိုင်ဖို့ခက်ခဲလွန်နေတာပဲဖြစ်ပါတယ်။ ။ဘာလို့ခက်ခဲနေရလဲဆိုရင်အချိန်တိုင်းသူ့ကိုတွေးလိုက်တာနဲ့မင်းကလေးတအုပ်ကအော်ဟစ်ပြီးပြေးလိုက်လာတတ်ကြတာမို့ပါ။ကုလားတွေဒီကိစ္စတွေကအနေရခက်စေပြီးတာမန်ချုံမမှုလောက်နဲ့ပဲရှိနေဖို့မကြာခဏဆူတောင်းမိနေတဲ့သူတူပဲဖြစ်ပါတယ်။မင်းကလေးတွေကသူ့ကိုမြင်ပြီးဆိုတာနဲ့ယူသူတလူဖြစ်သွားကသူတို့စပင်သူတို့ဆွဲတတ်ကြပါသေးတယ်။သူ့ရဲ့ချုံမော်ရဲမျက်နှာလေးကိုကြည့်ကနှာခေါင်းသွေးတွေလည်းယိုလာတတ်ပါဗါးမင်းကလေးတွေကိုရှောင်နေရတဲ့တနာစရာအကောင်းလုံးလာတဲ့ကူလန်လေးပဲဖြစ်ပါတယ်ဒီလိုနဲ့ငငယ်ကလေးကကူလန်ကမင်းကလေးနဲ့ထီထွေးဆက်ဆံမှုမရှိတော့ပါဘူး ဖြစ်နေသလားလို့ယာတဲ့တွေ့ရမှာကိုကုလန်ကရှောင်းလာတတ်ပါတယ်အခုရဲ့တွေ့တဲ့အကြောင်းကိုလူကိုယ်တိုင်မတက်ရောက်ပဲနဲ့ home school အနေနဲ့ပဲအိမ်မှာတည်ယူနေတာဖြစ်ပါတယ်ကုလန်မှာသူ့အိမ်မွေးငါးတွေကလည်းလို့စကားပြောလို့ရတဲ့တငယ်ချင်းဆိုတာမျိုးမရှိခဲ့ပါဘူးငါးတွေနဲ့ပဲကကရင်နေကစားပြီးသူတို့နဲ့စကားကြည်ပြောတတ်ပါတယ်ဒီမိသားစုကတော့ကုလန်ကိုကင်မရာကနေတစင်းဆောင်ကြည့်နေကြပြီကုလန်ကိုတာမန်ဆက်ကျော်တဲ့ဘဝတွေလိုမျိုးနေထိုင်နေစေခင်တာပဲဖြစ်ပါတယ်ကုလန်ကိုလည်းကုညီပေးဖို့ဒီမိသားစုလုံးကအကောင်းဆုံးစူးစမ်းပေးကြပါတယ် ။ ఓ ကကသူညီလေးကိုမင်္ဂလိတို့ရဲ့တပ်ပုံကိုပြပြီးချိန်ပေးဖို့ခဏခဏကြိုးစားပေးမယ်။ကုလိုင်းရဲ့အကြိုက်ကတော့သူ့ကိုမကြိုက်တဲ့အကောင်မလေးမျိုးကမှကြိုက်တာပါဆိုပြီးကြေးများပါတယ်။သူမျက်နှာကိုမဟုတ်ဘဲနဲ့သူ့အချင်းစရိုက်နဲ့သူ့စိတ်ဝင်စားမှုတွေကိုသဘောကျတဲ့သူမျိုးကမှကုလိုင်းကအကြိုက်တာပါဆိုပြီးလည်းပြောတတ်ပါသေးတယ်။အိမ်မြတ်ဘုတ်ကူလန်ကိုဘယ်ရာကမှတကြမှုမပေးနိုင်တဲ့အခါမှာတော့ကူလိုက်ရဲ့မိသားစုကသူတို့သားလေးကိုပါမက်ဆာဂျာသက်တွေလိုဖြစ်လာအောင်အစီအစဉ်တစ်ခုလုပ်လိုက်ပါတယ်။သူတို့ရဲ့ကုမ္ပဏီစီးပွားရေးတည်ထောင်ကြောင်းပတ်စံဘလောက်တလူဟန်ဆောင်ကကူလန်ကို home school မထားနိုင်တဲ့ပုံစံမျိုးလုပ်ပါတယ်။ တ냐မှာတော့ကုလန်ကရေတောက်ချင်တာကြောင့်နိုးလာပြီးအောက်ထပ်ဆင်းလာတဲ့အခါမှာသူမိဘတွေကငွေကြေးနဲ့ပတ်သက်ပြီးအဆင်မပြေတဲ့လူဟန်ဆောင်ကကုလန်ကြားသွားအောင်စကားပြောနေကြပါတယ်သူတို့တွေကကုလန်ရဲ့အိမ်မှာတက်တဲ့ home school ကျောင်းစိတ်မရမချေမနေ့ကင်းတွေမှာကျုပ်အကွဲတွေပဲစားတော့မဲလို့ဒရမဆန်ဆန်ခင်းပြနေကြပါတယ်ကုလန်နဲ့သူမိဘတွေကသူရောင်းစိတ်နဲ့ပတ်သက်ပြီးပြဿနာဖြစ်နေတာကိုကြားလိုက်ရတဲ့အခါမှာစိတ်မကောင်းသလိုခံစားလိုက်ရပါတယ်နောက်တစ်နှစ်မနေရောက်တဲ့အခါမှာလာမယ့် second semester အတွက်သူကျောင်းသွားတက်မယ်လို့အိမ်ကိုကြေညာလိုက်ပါတယ် အင်္ဂါလူတွေကလည်းနောက်ဆုံးကုလန်ကလူတော်တဲ့တိုးတော့မယ်ဆိုပြီးအပျော်ကြီးပျော်နေကြပါတယ်။ယောက်ျားလေးတိတန်းအဆောင်ကိုပဲသွားမယ်လို့ကုလန်ကပြောလာတဲ့အခါမှာတော့ကုလန်မိသားစုကနည်းနည်းတော့စိတ်ပြတ်သွားမိကြပါတယ်။သူတို့တွေကကုလန်ကိုမင်္ဂလာတွေနဲ့စကားပြောစွဆက်သွယ်မှုရှိစေချင်ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအနည်းဆုံးတော့ကုလန်ကလူကြားထဲထွက်တော့မယ်ဆိုပြီးခြေတလန်းတိုးတက်လာတာမဆိုးသေးဘူးဆိုတာကုလန်မိသားစုကပြောနေခဲ့ကြတာပဲဖြစ်ပါတယ်။ ယနေ့နဲ့ကြာပြီးတဲ့နောက်မှာတော့ဂူလန်ရဲ့အကြောင်းတရက်ကိုရောက်လာခဲ့ပါတယ်။ဥကကသူညီလေးကိုဆိုင်ငယ်နဲ့အကြောင်းကိုလိုက်ပို့လိုက်ပါတယ်။ဒါပေမဲ့ဂူလန်ကအကြောင်းကိုရောက်တဲ့အခါမှာသူ့ရဲ့ဆိုင်ငယ်အုပ်ထုပ်ကိုမချွတ်ခဲ့ပါဘူး။သူကချောမော့ရယ်ဆိုတဲ့အချက်ကိုဖုံးကွက်ထားဖို့တနေကုန်ဆိုင်ငယ်အုပ်ထုပ်ကြီးကိုဝတ်ထားဖို့ဂူလန်ကစီစဉ်ထားတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီကိစ္စတွေကဂူလန်ထင်သာတယ်လို့မျိုးဖြစ်မလာခဲ့ပါဘူး။ဆိုင်ငယ်အုပ်ထုပ်ကြီးမချွတ်တာမို့လို့လူအများရဲ့အာရုံကိုပို့ပြီးတော့စိတ်ဝင်စားသွားစေပါတယ်။ ကူလန်ကနောက်ဆုံးကုန်မှာတိတိစိတ်နဲ့ထိုင်ချလိုက်ပြီမယ်လေအတန်းထဲမှာအနိုင်ကြီးတက်တဲ့ကြာဥကြီးရဲ့အသားဖြစ်သူစီဒီလိုခေါ်ရဲ့ဖွဲ့ကောင်းဆောင်နဲ့တူလောက်ငယ်သားတွေရဲ့ခေါ်တာကိုခံလိုက်ရပါတယ်။ဆီယာမတ်ကတန်းထဲဝင်လာတဲ့အခါမှာဆိုင်ကယ်အုပ်ထုနဲ့ကောင်လေးကိုမြင်လိုက်ရတဲ့အတွက်သူမလည်းတော်တော်လေးအံ့ဩသွားရပါတယ်။ဒီမှာကဆိုင်ကယ်အုပ်ထုကိုချုပ်ဖို့ကူလန်ကိုတွန်းအားပေးနေခဲ့ပါတယ်။ချုပ်ဖို့ဝင်လေးနေပေမဲ့လည်းဆီယာမတ်ကပြောလာတာမို့လို့ကူလန်ကရွေးချယ်စရာမရှိနေခဲ့ပါဘူး။ကူလန်လည်းဒရမ်မာစဇန်သူမျက်နှာကိုဖြည်းဖြည်းချင်းပေါ်ပြနေရင်းနဲ့ဆိုင်ကယ်အုပ်ထုကိုဖြည်းဖြည်းချင်းချော်ပြလိုက်ရပါတယ်။ ။အိုတို့ချလိုက်တဲ့အတွက်အချင်းတွေကတော်တော်လေးကစဉ်ကလေးအဖြစ်သွားပါတယ်။ပြင်းလာကိုမြင်လိုက်ရတဲ့ဆရာမကဂူလိုင်းရဲ့အလားကြောင့်နှာခေါင်းသွေးတွေထွက်လာကနှလုံးခုန်နှုန်းတွေပါမြင်လာပါတယ်။နောက်ဆုံးဘလို့မှမတောင်းခံနိုင်တော့တာကြောင့်အရေးပေါ်ကားပါခေါ်လိုက်ရတဲ့အခြေအနေဖြစ်သွားပါတယ်။အခြားကြောင်းသားတွေကလည်းဂူလန်ကိုဂူလန်ကအရန်ချောလုံးနေတယ်ဆိုပြီးအเจ้าအကြီးကိုဝိုင်းတိုင်ကြပါတယ်။ဂူလန်လည်းစိတ်ညစ်လာပြီးအိမ်မြန်ဖို့ကြောင်းလမ်းမကြီးတစ်ချောက်ကနေပြေးထွက်လာခဲ့လိုက်ပါတယ်။ဒါပေမဲ့အနိုင်ချင်းမိတ်သူတွေကတယောက်စီကနေဂူလန်အဖမ်းခံလိုက်ရပါတယ်။သူ့ကိုကြောင်းစတိုကန်ဂူရဲခေါ်သွားပြီး သူတို့ကိုသူတို့ပါရိုဂျာကားတွေကအဖွဲ့တွေလိုအကူလာကိုမိတ်ဆက်လာပါတယ်။မိတ်ဆက်လာတဲ့သူတွေကတော့အเจ้าကြီးရဲ့တာစီတီကဥဆောင်ဖွဲ့စည်းထားတဲ့ Tiger Knoll ကိုခေါ်တဲ့အနိုင်ကျင့်သူ၃ယောက်ပါဝင်တဲ့အဖွဲ့ပါ။ သူတို့သုံးယောက်မိတ်ဆက်တာပြီးတော့အကြောင်းကားပွဲအတွက်မင်းကလေးတယောက်ကိုအပြင်ထွက်လာအောင်တောင်းဆိုဖို့ကုလန်ရဲ့အကူအညီလိုအပ်တယ်ဆိုပြီးကုလန်ကိုပြောလာပါတယ်။ဒီခွဲကနောက်ဆုံးနှစ်စီနီယာထဲမှာတက်နေတာ၃နှစ်ရှိနေပြီဖြစ်ပြီးအကြောင်းပြောကြီးတွေလောက်ကစီရီကဗီဗီယန်မင်းကလေးတီးတဲ့အကြောင်းကအလားတုံးမင်းကလေးအမန်တာနဲ့အကြောင်းကားပွဲကိုမတွားရမချင်းဘွေးယူဖို့ငင်းဆန်နေကြတဲ့သူတွေပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအမန်တာဆိုတဲ့မင်းကလေးကတော့ချော်မော့ရဲ့ယောက်ျားလေးတွေရဲ့ကံလန့်ချက်ကိုပဲလက်ခံတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်ဒီဖွဲကအကြောင်းကားဖွဲဖိတ်လာကိုကူလန်ကနေတဆင်အမန်တာကိုသွားပို့ပေးစီတင်တာပဲဖြစ်ပါတယ်သူတို့ကကီဘိုဆိုတဲ့ယူသားကြိုးစားဖို့တခွာလေးကိုကူလန်ကိုကူညီပေးဖို့တာဝန်ပေးလိုက်ပြီးလမ်းပြပေးဖို့တာဝန်ပါပေးလိုက်ပါတယ်အရင်တော့ကလည်းကီဘိုကသူတို့ဖွဲရဲ့အနိုင်ကျင့်ခံရတဲ့တားကောင်ဖြစ်ခဲ့ရပြီးအနိုင်ကျင့်သူတွေပြောသမျှကိုလိုက်နာခဲ့ရပါတယ်အဲဒီနောက်မှာတော့ကူလန်ကအเจ้าကြီးရဲ့ရုံးငန်းကိုကြောင်းတွင်းအနိုင်ကျင့်ခံနေရတဲ့အเจ้าတိုက်ကြဖို့ကီဘိုနဲ့တူတူသွားလိုက်ပါတယ် ဒီဘုတ်ကတော့အကြောင်းအကြီးဘယ်လိုတုံ့ပြန်လာမလဲဆိုတာကိုသိနေခဲ့ပေမဲ့လည်းအကြောင်းအကြီးများအဆုံးမပေးလိမ့်မလားဆိုတဲ့မျှော်လင့်ချက်လေးတစ်စုံတစ်စားနဲ့ကူလန်နဲ့ပူးပေါင်းပေးခဲ့ပါတယ်။ကူလန်ရဲ့အလားကအမန်ဒါကိုအကြောင်းကပွဲတွေခေါ်နိုင်တဲ့ခွင့်ရေးကိုရသွားကြတဲ့ကသူသားကပွဲဖို့ညှဉ်းဆန်းနေကြဖြစ်လို့သူလည်းဒုက္ခရောက်နေကြအောင်အကြောင်းအကြီးကပြောလာပါတယ်။အကြောင်းအကြီးကသူသားတွေဖြစ်တဲ့အနိုင်ကျင့်သူတွေပါလို့လို့ငြိမ်ခံပြီးလိုက်လုနေစေခြင်းတဲ့သဘောပါပဲ။အဲ့ဒီညနေခင်းမှာတော့ကူလန်နဲ့ကီဘိုကအနိုင်ကျူးသူတွေပေးထားတဲ့ဒါဝင်တွေကိုပြီးဆုံးအောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ူလန်ရဲ့အလှကအန်ဒီရဲ့ပေးတာကလွယ်လို့သူ့အပေါ်ကျင်နာမှုပေးတာရဲ့ပထမဆုံးလူကကူလန်မဲလို့ကီဘိုကပြောလာပါတယ်။ကျောင်းဆရာချင်းတည့်ရက်မှာကူလန်ကသူစင်စင်ထားသလိုဖြစ်မသွားပေမဲ့တင်ငချင်းတယောက်ရသွားလို့ပြောနေခဲ့ပါတယ်။နောက်တနေ့မနေ့ရောက်တဲ့အခါမှာသူတို့တွေကမိန်လေးတွေပဲရှိတဲ့ BBN ကျောင်းကိုသွားလိုက်ပါတယ်။အဲဒီကျောင်းကရုပ်စုတဲ့ယောက်ျားလေးတွေကိုကျောင်းဝင်းတွေဝင်ဝင်မပြုတ်ဘူးအစည်းအကမ်းတင်ကြပ်ထားတဲ့ကျောင်းမှာ ဖူလန်ကအကြောင်းလေးကိုဆိုင်ငယ်အိုးထုတ်ကြီးနဲ့ဝင်လာတာမျိုးမြင်လိုက်တဲ့အခါမှာဒီကြောင်းလုံးကသူ့ကိုဆိုင်ငယ်အိုးထုတ်ချုပ်ဖို့ပြောကြပါတော့တယ်ဂူလန်လည်းအိုးထုတ်ကိုချွတ်လိုက်တဲ့အခါမှာသူ့ရဲ့ချောမောလွန်လာတဲ့ရုပ်ရည်ကြောင့်မင်းကလေးတွေကြားထဲမှာထိန်းချုပ်မရနိုင်တဲ့ဖြစ်စဉ်တစ်ခုဖြစ်သွားပါတယ်။နိုင်နေငယ်ကြတဲ့အခါမှာအောင်ငုံနေတဲ့မင်းကလေးတွေနှာခေါင်းသွေးယူနေတဲ့မင်းကလေးတွေရှောက်ပြီးခုံနေတဲ့မင်းကလေးတွေရဲ့ပုံတွေကတီမီပါသတင်းလေးနဲ့တက်လာပြီးဆိုရှယ်မီဒီယာတခွင်မှာပါပြန့်နှံ့သွားပါတယ်။ ခုဆိုရင်ကုလန်ကအရန်ချောလုံးနဲ့ကောင်းလေးအဖြစ်လူသိများလာပြီပဲဖြစ်ပါတယ်။ BBN အကြောင်းရဲ့လူကြိုက်အများဆုံးကောင်းမလေးဖြစ်ပြီး model လေးဖြစ်တဲ့အမန်ဒါကဒီသတင်းလေးကိုကြားလိုက်ရပြီးကုလန်ကိုစိတ်ဝင်စားနေမိပြီပဲဖြစ်ပါတယ်။ကုလန်ကသူမနဲ့အစဉ်တန်းရောအလှပါတိုင်းလုံးကြီးတဲ့ပထမဆုံးယောက်ျားလေးပဲဖြစ်တယ်လို့သူမစိတ်ထဲတွေးထားတာပါ။ကူလန်ဘက်ကသူမကိုအထင်ကြီးလာအောင် mission တစ်ခုကိုသူမကစပြီးအကောင့်ထဲပေါ်ပါတယ်။ကူလန်ရဲ့တရင်ကပို့ပြီးကြီးလာတဲ့အခါမှာမင်းကလေးလူအုပ်စုကြီးကကူလန်ရဲ့အင်ရှင်မှာစုနေကြပါတယ်။ကူလန်မိသားစုကလည်း ိမ်ထဲလည်းပတ်ခွေအတွဲဂူလန်ရဲ့ပြည်သက်တွေစီကနေပိုက်ဆံတွေကောက်ခံပါတယ်။လာကြထဲမှာပုံနေတဲ့ဂူလန်ကလည်းသူ့မိသားစုကိုတရင်ထဲမှာတွေ့လိုက်ရတဲ့အခါမှာတစ်ဆာဖောက်ခံလိုက်ရပြီးလူရင်းတွေရဲ့အတုံးချခြင်းကိုခံလိုက်ရတယ်လို့ခံစားလိုက်ရပါတယ်။မိသားစုကဖုန်ထဲကနေအိမ်ပြန်လာဖို့သူ့ကိုလမ်းခေါ်တဲ့အခါမှာဂူလန်ကအိမ်ပြန်လာဖို့ငြင်းဆန်လိုက်ပါတယ်။သူ့ရဲ့အိမ်မွေးငါးလေးကလည်းလာလေတဲ့သူတွေရဲ့မစင်မချင်းအပြုမှုတွေကြောင့်အသက်ခံလိုက်ရတော့ဂူလန်လည်းမထိန်သိမ်းနိုင်အောင်ပုံပြီးဝမ်းနည်းမိလာပါတယ်။ အခုကသူကသူ့နောက်ကိုလိုက်နေတဲ့လူတစုကိုပုံနေရင်းလမ်းကြားထဲကအဆောက်အုံတစ်ခုရဲ့အပေါ်မှာရောက်နေတာပဲဖြစ်ပါတယ်။ရုပ်တရကြီးသူ့နောက်ကနေကောင်မကြီးတစ်ယောက်ကပေါ်လာပြီးသူ့ခေါင်းမိုးပေါ်ကနေပြီးတော့ခုံချတော့မှလားလို့မေးမြန်းလိုက်ပါတယ်။ဂူလန်ကအဲ့ဒီကောင်မလေးကိုကြည့်ပြီးတော်တော်လေး shock ရသွားပါတယ်။ဘာလို့ဆိုသူမကအချားမင်းကလေးတွေလိုမျိုးနှကောင်သေးလေးမျိုးတို့သူ့ကိုမြင်လိုက်လို့လေယူနန်သွားတာမျိုးမဖြစ်သွားလို့ပါ။ကောင်မလေးလေးဂူလန်ကိုစကားမပြောတော့ပဲယူယူရှင်းရှင်းသာဂူလန်ရှိကနေလမ်းလျှောက်ထွက်သွားလိုက်ပါတော့တယ်။ ကုနာကအရန်ဆိတ်လို့ရှာနေခဲ့ပြီးစကားတော်ခက်ခက်ခဲခဲပြောနေရပါတော့တယ်ဒီနေ့မှာဒီကောင်မလေးနဲ့တီလူတွေးဆမှုကသူ့ရဲ့နေရက်တွေကိုအများကြီးပိုကောင်းအောင်လုပ်ပေးနိုင်သွားပြီပဲဖြစ်ပါတယ်ခဏနေတော့ကုလန်ကအင်ကုန်မပြောင်းရင်တော့ကီဘိုအိမ်မှာပဲလိုက်နေမယ်ဆိုကလူကိုလာခေါ်ဖို့ကီဘိုကိုဖုံးဆက်ခေါ်လိုက်ပါတယ်ကုလန်ကကီဘိုကလည်းသူ့အိမ်ကိုလိုက်ခဲ့ဖို့ဖိတ်ကြားလိုက်ပါတယ်ကီဘိုရဲ့ဘွားကလည်းကုလန်ရောက်လာတဲ့အခါမှာဒီအိမ်မှာသူနေကျင်တဲ့လောက်နေဖို့ကုလန်ကိုကြိုဆိုလိုက်ပါတယ်ကီဘူးရဲ့ခန်းစီကိုရှောက်သွားနေတော့မှရှာရှာပပဆူဆောင်းထားတဲ့ကန်နခုကိုကုလန်မြင်ပြီးအံအားတင်သွားပါတယ် ကူလန်နဲ့ဂီဘိုကကတ်ဆူထားရတာကိုဝါသနာတူနေတဲ့ကြောင်းကူလန်သဘောပေါက်သွားလိုက်ပါတယ်။နောက်ရက်ဒီမှာကူလန်ကခေါင်းမိုးပေါ်ကသူတွေးခဲ့ရတဲ့မိန်ကလေးကိုရှာဖို့မိန်ကလေးသူနဲ့အကြောင်းကိုဂီဘိုနဲ့တူတူသွားရှာကြပါတယ်။သူတို့အဲ့ဒီအကြောင်းကိုရောက်တော့အမန်ဒါနဲ့တွေ့ပြီး CD ကပေးကိန်းလိုက်တဲ့အကြောင်းကပွဲဖိဆာကိုလည်းတခါရဲပေးခဲ့လိုက်ပါသေးတယ်။အမန်ဒါကတော့ကူလန်ရဲ့အလားကိုအထင်မကြီးသလိုဟန်ဆောင်ပေမဲ့ကူလန်ထွက်သွားပြီးတာနဲ့သူမရဲ့နှာခေါင်းကသွေးတွေယိုလာပြီးပဲဖြစ်ပါတယ်။ ဝီလန်ကသူကြိတ်ကြိုက်မိသွားတဲ့ကောင်မလေးကိုလှီကားပေါ်မှာတွေးလိုက်ပြီးမြဲအခြားကောင်မလေးတွေကသူ့ဘေးမှာပတ်လည်ပြီးစူညံနေကြမှုသူမနဲ့မတွေ့လိုက်ရတော့ပါဘူးနောက်ထပ်ရနေနေကြတဲ့အခါမှာကူလန်နဲ့ကီဘိုကကိစ္စတော်တော်များများကိုအကုန်အတူတူလုပ်ကြပြီးအကောင်းဆုံးတငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ် နေ့လေကင်းလေးတစ်ခုမှကီဘုတ်ကကူလန်းကိုသူချိတ်ချိတ်မိနေတဲ့သူ crash လေးကြီးကိုမကြာခဏတွေ့ဖို့သွားနေတဲ့ကစားဝင်းစီကိုကစားဖို့ခေါ်သွားလိုက်ပါတယ်။ကစားပြီးသွားတော့အနီနာလေးမှာအချိန်မိုင်းလုံးလုံးနေတဲ့ခေါင်းမိုးပေါ်မှာတွေ့ခဲ့ရတဲ့ကောင်မလေးကိုကူလန်းကသတိထားမိသွားပါတယ်။ကူလန်းမမနေနိုင်ပဲအဲ့ဒီခေါင်းမိုးမှာတွေ့ခဲ့ရတဲ့ကောင်မလေးကိုငေးပဲငေးနေမိပါတယ်။အိမ်နောက်မှာတော့ကီဘိုရောက်လာပြီးအဲ့ဒီကောင်မလေးကိုရီဆိုပြီးမိတ်ဆက်ပေးလာပါတယ်။သူမကကီဘိုချိတ်ချိတ်နေရတဲ့ကောင်မလေးပဲဆိုတာကိုကူလန်နားလေသွားပါတယ်။မြေယောက်သားကတော်တော်လေးရင်းနှီးနေကြတာကိုတွေ့ရပြီးကူလန်ကတော်တော်လေးမနာလိုမိလာပါတယ်။ သူအခုခံစားနေရတဲ့ခံစားချက်ကအစ်စ်ဖြစ်နေပြီသူတို့ဆိတ်ရှုပ်ထွေးဝေဝါးစီတာမဟုတ်အိမ်ညမှာအေးပြော်ဖို့ဂူလန်အတွက်ခက်ခဲခဲ့ပါတယ်အိမ်နောက်မှာတော့အိုဂက်ကအချစ်ကြံမေးဆရာပဲဆိုတာကိုသူမှတ်မိသွားပြီးတော့သူ့အကိုနဲ့တွေ့ဖို့အစီအစဉ်ဆွဲလိုက်ပါတယ်မနက်ပိုင်းသူတို့တွေ့ကြတဲ့အခါမှာအိုကက်ကပျော်လွန်ပြီးတော့မှမျက်ရည်တွေပါကျလာပါတယ်။သူကသူ့ညီလေးကိုမိန်ဆွေလေးနဲ့ပတ်သက်ပြီးဒီလိုအကြံဉာဏ်ပေးရဖို့နေရက်ကိုစောင့်နေခဲ့တဲ့သူပဲဖြစ်ပါတယ်။ကုလန်ကသူ့မိသားစုကသူ့ပြည်သက်တွေကိုရောင်းစားခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးခွင်းလွှတ်လိုက်ပြီးပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အဲဒီလိုသာမဖြစ်ခဲ့ရင်သူညီနဲ့တွေ့ခွင့်ရခဲ့မှာမဟုတ်လို့ပါ။ အဲဒီနောက်မှာတော့အိုဂက်ကဂူလန်လုံးတင်တဲ့အချက်တွေကိုစီးပြုစုပြီးဂူလန်ကိုသူ့ crash လေးအထင်ကြီးလာစေဖို့လိုအပ်တာတွေဝယ်ဖို့ကိုယ်စားဆိုင်ကိုသွားဝယ်ကြပါတယ်။ဂူလန်ကသူ့ကိုအကြံပေးချက်တွေကိုနားထောင်ပြီးဒီဘဂိုကြီးကယင်းဒီလိုမျိုးကုလနဲ့ယင်းဒီဘဝေးနေသေးတယ်လို့စင်ရင်လှောက်ထားလိုက်ပါတယ်။ကုလန်ကသူ့ရဲ့ပထမအဦးဆုံးအချက်ကိုအရှုံးမပေးချင်တာကြောင့်အကျိုးစားနေတာလည်းပါပါတယ်။နေ့လေကင်ကူမှာအမန်တာကယောက်ျားလေးကြောင့်ကိုလာပြီးသူမရဲ့ငွေနေဖိစာနဲ့ကုလန်ကိုပွဲလာဖို့ဖိတ်လာပါတယ်။လက်ဆောင်နေတဲ့ကုလန်ကိုဖုန်းတစ်လုံးတောင်ပေးလိုက်ပါသေးတယ်။ အဲ့ဒီနေ့ပြီးသွားတဲ့အခါမှာဂီဘိုဂူလန်နဲ့ရီတို့ကကာရာအိုကေကိုသွားကြပါတယ်တဖြည်းဖြည်းနဲ့ရီနဲ့ဂူလန်ကတချင်းအတူတူဆိုလာကြပါတယ်ကူလန်ကတော့ဒီမားနဲ့တချင်းတွဲဆိုရလို့စိတ်လှုပ်ရှားနေပေမယ့်ရီကတော့ဂီဘိုကိုပဲဂီယူဆိုင်နေတာဖြစ်ပါတယ်။ဒါကိုမြင်လိုက်ရပြီးတော့ဂီဘိုကိုရီကလည်းပြန်ကြိုက်နေပြီလို့ကူလန်ကသူစင်းနဲ့မှတ်ထားလိုက်ပါတယ်။မနာလိုစကြောက်ကူလန်ရဲ့နှလုံးသားတွေကအကွက်ကွက်ကြီးကြီးဖြစ်နေပြီပဲဖြစ်ပါတယ်။အဲဒါကြောင့်ဂီဘိုအနားမှာမရှိတဲ့အခါမှာဂီဘိုကိုကြိုက်နေတာလားဆိုပြီးသူကရီကိုဖြောင်းမေးလိုက်ပါတယ်။အစားကတော့ရီကညင်းပေမယ့်ကူလန်က ကီဘုံနဲ့အမန်ဒါတို့ကတွဲနေကြတယ်ဆိုပြီးလိန်ပြောလိုက်တဲ့အခါမှာရီးရဲ့မျက်နှာကထိမရသိမရအောင်ဝမ်းနေလာသလိုဖြစ်လာပါတယ်။သူမရဲ့အပြူးမှုတွေနဲ့တင်ကူလိုင်းရဲ့တန်တရားကိုအတီးပြူးဖို့လုံလောက်သွားပြီဖြစ်ပါတယ်။အိမ်မြန်လာပြီးတဲ့နောက်မှာတော့ကူလန်ကအမန်ဒါကိုဖုန်းခေါ်လိုက်ပြီးတခုလောက်တောင်းဆိုလိုက်ပါတယ်။အမန်ဒါကလည်းကူလန်ပြောသမျှကိုကြော်ရွှေစာနဲ့သဘောတူလိုက်ပါတယ်။နောက်နေ့ရောက်တဲ့အခါမှာအမန်ဒါရဲ့မွေးနေ့ကိုဂုဏ်ပြုပေးဖို့လူတော်တော်များများမွေးနေ့ပွဲကိုရောက်နေကြပြီ။ကူလန်နဲ့ကီဘိုရောက်လာတဲ့အခါမှာအမန်ဒါကသူတို့ကိုကြိုဆိုလာပါတယ်။ ထူးဆန်းတာကသူကဂီဘိုးအပေါ်ဂူလာတဲ့ပိုစိတ်ဝင်စားမှုပြနေတာပါ။သူမကဂီဘိုးနဲ့နှစ်ယောက်တည်းစကားပြောလို့ရအောင်ဂီဘိုးကိုချားတဲ့နေရာကိုခေါ်သွားလိုက်ပါတယ်။ဒီချိန်လေးမှာပဲရီကပါတီပွဲကိုရောက်လာပြီးအမန်ဒါနဲ့ကီဘိုတို့နန်းနေတာကိုမြင်လိုက်ရပါတယ်။အသေးလေးကြွေးကြွသွားပြီးသူမလည်းပါတီပင်ဘက်ကိုပြေးထွက်သွားပါတယ်။ဂူလန်လည်းဒီအခွင့်အရေးကိုအမေးရယူပြီးသူမပေါ်ထားရှိတဲ့ဒုက္ခစားချက်တွေအားလုံးကိုဝန်ခံလိုက်ပါတယ်။ရီကသဘောကျပေးတဲ့အတွက်ကျေးဇူးပါဆိုပြီးဂူလန်ကိုသူမဘက်ကတငငီးတယောက်ထက်ပုံမမြင်ဘူးကြောင်းပြောလာပါတယ်။ တူရရှိရဲ့တငငကြီးတယောက်လုံးကြီးကိုတောင်ဂူလန်ကအဆိုးရှုံးခံပြီးဖွင့်ပြောလိုက်ပြီးမယ်။ဂူလန်ဘက်ကဘာမှတော့ပြန်မရခဲ့ဘူးလို့ပြောလို့ရပါတယ်။အနာကြီးနဲ့အဖွဲကလည်းရောက်လာပြီးအမန်ဒါနဲ့ကီဘိုနန်းနေတာကိုမြင်သွားကြပါတယ်။စီဒီကအမန်ဒါကိုကြိုက်တာကြားလာပြီးမို့လို့ကီဘိုကိုမနာလို့မချင်တဲ့ကကီဘိုကိုရိုက်နေကြပါတော့တယ်။ဂူလန်လည်းအနီးနားကနေသာကြည့်နေရပြီးဝင်းကူညီပေးဖို့အရန်ကြောက်နေခဲ့ပါတယ်။နောက်နေ့ကျကီဘိုကိုအိမ်ခေါ်လာပြီးသူဖွာပေးနာမှာအနာရီစီးထည့်ပေးလိုက်ပါတယ်။နာလုံးညာကြောင့်ကီဘိုရဲ့ညီနေတာတွေကိုသူကြားရပြီးအမှားကြီးတစ်ခုကိုသူလုံလိုက်မိပြီဆိုတာကိုဂူလန်နားလည်လာပါတယ် အဲ့ဒီချိန်မှာဂီဘိုကသူစုထားတဲ့ကတ်တွေတွေကရှားပါတဲ့ကတ်တစ်ခုကိုကုလန်ကိုလက်ဆောင်ပေးလိုက်ပါတယ်။ဂီဘိုအင်ကိုစားရောက်ဖူးပေကကုလန်အရန်လိုချင်နေခဲ့တဲ့ကတ်လေးလေးဖြစ်ပါတယ်။အပြည့်ရှင်းစိတ်ခံစားလာရတာမို့ကုလန်ကသူလုပ်ခဲ့တဲ့အမှားတွေအားလုံးကိုဝန်ခံလိုက်ပါတယ်။ဂီဘိုလည်းအံ့ဩသွားပြီးတစ္ဆာဖောက်ခါလိုက်ရတာမို့နာကျင်ခံစားသွားခဲ့ရပါတယ်။ကုလန်သာကြိုက်နေတာကိုသိရင်သူကြီးကြီးကိုလက်လွတ်ပေးမှပေါ့လို့လည်းနန္နာချင်းချင်းနဲ့ဂီဘိုကကုလန်ကိုပြောလာပါတယ်။ဂီဘိုလည်းကုလန်ကိုအိမ်နေကနေချင်းချင်းထွက်သွားဖို့အော်လိုက်မိပါတယ်။ သူမှားနေရဲဆိုတာကိုသိရတော့မှဂူလန်ကမတောင်းမှန်ပဲထွက်သွားလိုက်ပါတယ်ဂူလန်လည်းသွားစရာအိမ်ရှိရတာကြောင့်သူ့အင်ကိုသာပြန်လာလိုက်ရပါတယ်တလားကြာပြီးတဲ့နောက်မှဂူလန်ကအင်ကိုပြန်လာတော့သူ့မိသားစုကအပျော်လွန်သွားကြပါတယ်ဒါပေမဲ့ဂူလန်ကဝမ်းနေလို့နေခဲ့တာမို့အခန်းထဲမှာသူတယောက်တည်းတကားတော့ခတ်ပြီးဘယ်သူနဲ့မှစကားမပြောဘဲနေနေလိုက်ပါတယ်သူကသူနဲ့စကားတွေအများကြီးပြောနေမိမဲ့သူ့အခြေဆုံးငွေချင်းကိုလွမ်းနေတာပဲဖြစ်ပါတယ်။ကုလန်နဲ့ကီဘိုကိုနှစ်ယောက်သားကအเจ้าမှတွေးကြပြီမဲ့လေအခီးတစ်ချက်ကြည့်လိုက်တာကလွယ်လို့စကားမပြောဖြစ်ကြတော့ပါဘူး။ အိမ်မှာလည်းကုလန်ရဲ့အမေကကုလန်ချိန်ချိန်နေတဲ့အတွက်စိုးရိမ်နေပါတယ်ဒီညမှာတော့ကုလန်စီကုလန်ရဲ့အမေဖြစ်သူချင်းကတ်သွားပြီးမတည်သေးတဲ့သူ့အိမ်မွေးငါလေးကိုပေးလာလိုက်ပါတယ်တကယ်လို့ကုလန်သားအိမ်မှာ home school နေနဲ့ကျောင်းတက်ရတာပဲကြာရင်ပြန်တက်လို့ရပြီလို့ပြောလာပါတယ်မိသားစုကသူပြောရှင်တာပဲလိုချင်တာဖြစ်ပြီးသူပြောဖို့အတွက်အားလုံးကလှုပ်ပေးဖို့အစဉ်အဆက်ဖြစ်နေတာပဲဖြစ်ပါတယ်။ကုလန်လည်းသူ့အမေစကားတွေကြောင့်ရင်းနှီးထိသွားပြီးသူ့ဘဝမှာသူ့အောင်မြင်မှုအတွက်အားပေးနေတဲ့သူတွေရှိရဲဆိုတာကိုနားလည်သွားပါတယ်။ ဒီအားပစ်စကားတွေကသူနဲ့ကြည်ပိုကြတဲ့ကကိစ္စတွေကိုမှန်ကန်အောင်လုပ်ပေးနိုင်ဖို့အားလေးဖြစ်သွားပါတယ်။နောက်နေ့မနေ့ရောက်တဲ့အခါမှာရီးစီသွားပြီးကုလန်ကသူလုခဲ့တဲ့မြကိစ္စတွေအားလုံးကိုပြောပြလိုက်ပါတယ်။အဲ့ဒါပြီးတော့ဂီဘူးစီသွားပြီးတောင်းမှန်ဖို့ကြိုးစားပါတယ်ဂီဘူးကအစားကသူ့ကိုလက်မခံခဲ့ပေမဲ့လေရီးရီအကြောင်းပြောလာတော့သူမကိုသူဘလောက်ချစ်ကြောကိုလည်းရှေ့ထုတ်ဖို့ပြောလာပါတယ်ရီးကဖုန်းကနေတစ်စင်တစ်ချိန်လုံးနားထောင်နေရဲဆိုတာကိုဂီဘူးကကိုလည်းငါအတိပေးလိုက်ပါတယ်ဒီလိုဒီနဲ့ငွေကြီးနှစ်ယောက်သားကအရင်တုန်းကလိုပဲချစ်ချစ်ခင်ခင်နဲ့ငွေကြီးတွေဖြစ်ကိုပြန်ရောက်ရှိသွားကြပါတော့တယ် ခင်နေနဲ့ကြားရတဲ့အခါမှာသူတို့အားလုံးကြောင်းကဝဲကိုလူသွားကြပါတယ်ကီဘိုကတော့ရီနဲ့ဒိတ်လုထားတာပဲဖြစ်ပါတယ်ဂူလန်ကတော့အမန်တာနဲ့ဒိတ်လုထားတာပဲဖြစ်ပါတယ်ခင်ရတဲ့အချိန်မှာပဲဂူလန်နဲ့အမန်တာကကြောင်းကဝဲ KN Queen Su ကိုရလိုက်ကြပါတယ်ဂူလန်ကချောတဲ့ဆိုယုံပါပဲတိတ်မချောပါဘူးဆိုတဲ့စကားအတန်ကိုဆင်ရောက်ကမင်းကြီးတယောက်စီကနေဂူလန်ကြားလိုက်ရပါတယ်။ဂူလန်ရဲ့အာယုံတွေကအချက်ချင်းသူမစီရောက်သွားကဂူလန်မှာရှိလာနိုင်မဲ့ဆက်ဆံရေးအသစ်တစ်ခုကိုညှို့ပြနေပြီဖြစ်ပါတယ်။